အလုံးမင်္ဂလာပါဗျာဖိုးကလေးနီးပညာနေပြန်လဲကြိုးစားပါရဗျာဒီနေ့မှာတော့အရန်လေးနဲ့ဖုန်းလေးပေါ်ပေါ်သောရှင်နေမြောက်ပေးမှဖြစ်ပါတယ်အမေဆိုတဲ့ဖုန်းလေးသုံးရတာလေးနေတယ်အဲ့တော့ဂျန်နေဖြစ်နေတယ်ပေါ်ပေါ်သွက်လက်မှုနေမရှိဘူးဆိုရင်ကျွန်တော်ခုပြောလဲနေဒီကိုသုံးလို့ရပါတယ်ဗျာအဲ့တော့နေရှင်းလို့ရပါတယ်ကျွန်တော်ခုပြောပြပေးမှာတော့ Redmi ဖုန်းတစ်လုံးနဲ့ဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများ Redmi ဖုန်းဆိုရင်လိုက်လို့လို့ရပါပြီကျွန်တော်နောက်နေ့တွေမှာတော့ Huawei, Vivo, Oppo, Samsung, iPhone စတဲ့ဖုန်းတွေကိုလည်းကျွန်တော်ပေါ်ပေါ်တောင်းရှင်းနေကျွန်တော် TV တက် Celebrity မြောက်ပေးမှာဖြစ်ပါတယ်ဗျမိတ်ဆွေများဘယ်ဖုန်းတွေကိုကြိုင်နေဆိုတာကိုလည်းခုမှမှရေးပေးခဲ့ပါအောင်ဗျ โอเคဒါဆိုရင်ကျွန်တော်တို့ဟိုထုံးစံတိုင်းပဲကျွန်တော်စတင်နေကိုအရင်သွားမယ်စတင်နေကိုသွားလိုက်မယ်သွားပြီးတော့စတင်နေမှာ story ဆိုပြီးရှာပေးအောင်ဖြစ်ပါလေဗျ S T O R A G stories ကျွန်တော် story ဆိုပြီးတော့ sorry uh, story ဆိုပြီးကျွန်တော်ရှင်းလိုက်မယ်။ Okay ဒီမှာ story ဆိုပြီးဒီမှာလာပြပေးတာအပေါ်ဆုံးပါပဲဗျ။အဲ story တွေကိုချက်နှိပ်လိုက်မယ်။ပြီးလို့ရှိရင်ဒီမှာ story ဆိုပြီးထပ်ရှိနေမယ် story တွေကိုတစ်ချက်ဆက်နှိပ်လိုက်မယ်ဗျ။ Okay ဒါဒီလိုပုံတော့အားလုံးမြင်မှုမြင်မှုလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ Okay ဒီလိုပုံစံကတော့အားလုံးတွေ့မယ်လို့ထင်ပါတယ်။အယောင်လေးနဲ့ခေအစားဆုံးအရာလေးတွေကိုသူကအယောင်လေးနဲ့ပြပေးမှဖြစ်ပါတယ်။မှာ audio ဆိုရင်အဲသူဘယ်လောက်စားထားတယ်အမကျွန်တော်ကျွန်တော်ထင်မှာရှိတဲ့ audio ဆို6 kg လောက်စားတယ် video ဆို68 kg လောက်စားတယ်အ epic ဆို28 kg လောက်စားတယ်စားပြီးသူစားတယ် git စားတဲ့ຢာလေးတွေမှာပြပေးနေဖြစ်ပါတယ် okay ကျွန်တော်တို့ကအဲဒါလေးကိုထားလိုက်ပြီးတော့ကျွန်တော်မှာရှိတဲ့ဒီပေါ်ဆုံးမှာရှိတဲ့ app and data လေးကိုတစ်ချက်လောက်နှိပ်ပေးမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ app တွေအကုန်လုံးဒီမှာတစုတစုတည်းလာမြင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာလည်းကျွန်တော်မိတ်ဆွေများက အဲကိုမလိုအပ်တဲ့ဂိမ်းတွေရှိနေတခါလဲရှင်းထုတ်ပေးလို့ရပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော် brown စာတွေတခုသွားမယ် chrome brown စာတို့အဲအဲ့တော့ကျွန်မဆွေများတို့ဒီမှာနော် chrome brown စာတွေဒီလို brown စာတွေရှိရင် brown စာတွေတို့တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးတော့ clear data လေးလုတ်ပေးခဲ့မယ်နော် clear data လေးမ clear all data လေးပါဟမ် okay ဒီမှာ clear sorry all မ clear data clear all data လေးပါအဲ့ဒါလေးကိုကျွန်တော်ရှင်းခဲ့လိုက်မယ်အပေါ်မှာ1အပေါ်မှာ1 gig ကနေပြီးတော့ဘယ်လောက်ထိပြောင်းသွားမလဲဆိုတော့ချက်လောက်ကြည့်လိုက်မယ်နော်တစ်ချက်လောက်ဆက်ရှင်းမယ် okay တစ်ချက်ပြန်ထွက်မယ်ပြန်ဝင်မယ် clear out data ပြန်နှိပ်မယ် okay အဲဆိုရင်ရပါပြီဗျဟိုရပြီဆိုလို့ရှိရင်ဒီမှာ TikTok တွေပါလေအဲ့အတိုင်းပဲဟာ TikTok တော့ရှင်းလို့မရဘူးနော် TikTok တော့ကျွန်တော်သုံးနေတာဆိုတော့ TikTok ကတော့ရှင်းလို့မရဘူး okay အဲဆိုရင်ရှင်းလိုက်ပြီပြန်ထွက်မယ် ပြန်ထွက်မယ်ဒီမှာလည်းဘုံတို့မက်ဆေ့များရှင်းသိစရာလေးတခါတည်းမလို့တက်လေးတွေမှာလည်းရှင်းကလို့ရပါတယ်။ Okay ဒါဆိုရင်အဓိကနေရာတော့သွားမယ်။အဓိကနေရာတော့ဟိုအောက်ဆုံးမှာဖြစ်ပါတယ်ဗျ။အောက်ဆုံးသွားမယ်သွားမယ်သွားမယ်ဟိုအောက်ဆုံးမှာဖြစ်ပါတယ်။ Okay okay ဟိုအောက်ဆုံးအဲကျွန်တော်ကျွန်တော်ပြခြင်းတဲ့နေရာလေးဒီမှာလာပါပြီ။အဲ့တော့ရှင်းရဖိုင်မဖြစ်ပါတယ်ဗျ။ Okay ဒီကလေးပဲဖြစ်ပါတယ်ဒါလေးကိုနေလေးပါ။ ။ဟုတ်ကဲ့ကျွန်တော်ဖျက်မှာအဓိကနေရာတော့ဒီနေရာပဲဖြစ်ပါတယ်ဗျ။မင်းစမြဖုန်းတွေအသုံးပြုကြတာအရင်ကြားတဲ့ဖုန်းတွေဆိုအရင်သိသားလိမ့်မယ်။အာတချို့ဖုန်းတွေဆိုရင်ကျွန်တော်တို့3နှစ်တော့4နှစ်တော့5နှစ်တော့အဲ့လိုဒီအသုံးပြုခဲ့တဲ့ဖုန်းတွေရှိလိမ့်မယ်။အဲ့လိုဖုန်းတွေရှိတော့တက်သေးချတယ်ကျွန်တော်ဒီမှာလာဖျက်ပေးဖို့လိုပါတယ်ဗျ။ဒီမှာကြည့်ကျွန်တော်ဥမာဖျက်ပြမယ်။မာဖျက်အမှန်ချစ်လေးလိုက်ပေးလိုက်မယ်။အမှန်ချစ်လေးလိုက်ပေးအမှန်ချစ်လေးလိုက်ပေးအမန်ချစ်လေးလိုက်ပေးလိုက်မယ်အမန်ချစ်လေးလိုက်ပေးလိုက်မယ်ဒီမှာကြည့်လိုက်ပါနော်အမန်ချစ်လိုက်ပေးပြီးကျွန်တော်ဒီခဏလေးတွင်းပါဦး29ကိတောင်ဟို ဒါဆိုရင်ကျွန်တော်ဖုန်းကတော်တော်လေးရပေါ့တော့မဖြစ်ပါနဲ့မိတ်ဆက်များဖုန်းနဲ့ခုလိုမျိုးအချိန်လေးပြီးပြီးရှင်းပါကျွန်တော်လည်းဒါကျွန်တော်ကျွန်တော်သိတယ်ဒါ9ဝက်လောက်အချိန်ပြီးပြီးရှင်းမဲ့သဘောမှရှိတယ်ပြီးရင် delete နိုင်မယ်ပြီးရင် delete ထပ်နိုင်မယ်28 29ကီလိုကလိုလုံးဝရောက်သွားပါပြီဗျ။ Okay အဲဆိုရင်နောက်တစ်ခု Okay ကျွန်တော်နောက်တစ်ခုဆက်လိုက်ပြီးဆက်ရှင်းကြည့်ဦးမယ်နော်။ အာကျွန်တော်မိတ်ဆွေများတော့ဒီဟာလေးတွေအချိန်ကြီးပေးပြီးတော့ရှင်းလိုက်ပါဗျာကျွန်တော်ဖုန်းထဲရှိတာလည်းဘာမှမပြတ်ဖ ೇನೆ story တွေလည်းအများကြီးပြင်ကျင်မယ်နောက်ထပ်ကြက်တော့လည်းအများကြီးထည့်လို့ရမယ် data တွေ video တွေဓာတ်ပုံတွေလည်းအများကြီးရိုက်လို့ရမှာဖြစ်ပါတယ်ဗျာအဲ့တော့ဒါကျွန်တော်တို့ဒီလောက်ပဲရှင်းပြတော့ပဲမိတ်ဆွေများဆက်လိုက်ပြီးအချိန်ကြီးပေးပြီးရှင်းကြပါဒီမှာကျွန်တော်ခဏလေးတွင်လောက်တာကို14 gig တောင်ပေါ်သွားပြီ926 gig နဲ့ဆိုရင်ဟိုတော်တော်လေးကိုပေါ်သွားအောင်နော်ကျွန်တော် delete နေလိုက်မယ် delete ထပ်နေလိုက်မယ် okay ဒါဆိုရင်ရပါပြီဗျအဲ့တော့ channel လေးရောကျွန်တော်အချိန်ပေးပြီးဆက်ပြီးရှင်းလိုက်အောင်မယ်မိတ်ဆွေများလည်း9 watt လောက်တော်တော်လေးချိန်ပေးပြီးရှင်းတဲ့ဘောမှာရှိတယ် โอเคဒါဆိုကျွန်တော်ပြန်ထွက်လိုက်မယ်ပြန်ထွက်လိုက်ပြီး file manager တွေကိုဝင်လိုက်မယ် file manager ဆိုတာဒီဟွာလေးပုံเนาะတချို့လည်း my file လို့ပါတယ် file manager တွေကိုဝင်လိုက်မယ်အဲဝင်ဝင်ပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာဒီဒီမှာကျွန်တော်တွေဟို video တို့ data တို့အဲအဲ့လိုမျိုးလေးတချို့ဖုန်းတွေဆိုရင်ပါလိမ့်မယ် APK တို့အဲအဲ့လိုမျိုးပါလို့ရှိရင်အဲ့ APK နေရာလေးမှာ install မလုပ်ရတဲ့ဟာလေးရှင်းမယ်ကျွန်တော်တို့ရေ B document နေရာလေးတွေမှာဒီမှာเนาะဒီနေရာလေးတွေမှာ လေရှင်းနေလေရှင်းပေးမယ်။ Okay ။ဘာဖြစ်ဖြစ်ခုနကနေလေရှင်းလိုက်ရင်တော်တော်လေးကိုအဆင်ပြေသွားမှာဖြစ်ပါတယ်။ဒါဆိုမေ့စရာလုံးနဲ့ရှင်းတက်ပြီးထင်ပါလေဗျ။အဲ့တော့မေ့စမဖုန်းလေးအရင်တက် story တွေပြူးကျမ်းသွားမယ်။ပေါ်ပါသွားမယ်။နောက်ထပ်လေးအများကြီးထည့်လို့ရမှာဖြစ်ပါလေဗျ။အားလုံးပဲသိရှိသွားပြီးထင်ပါလေဗျ။ကျွန်တော်နောက်ရက်တွေမှာတော့အာ Huawei တို့ Vivo Oppo Samsung စတဲ့ကျွန်တော်တို့ brand လေးလေးဆက်လက်ပြီးမြောက်ပေးပါအောင်မယ်။အဲ့တော့မေ့စမများလည်းဘယ်ဖုန်းကိုကိုင်လဲဆိုတာကိုကျွန်တော် comment မှာရေးပေးခဲ့ပါအောင်ဗျ။အဲ့တော့ဘယ်ဖုန်းကိုရှင်းပြသင့်ခြင်းလဲဆိုတာလေးမေးခဲ့ပါအောင်နော်။ Oppo လား Vivo လား Huawei လား Samsung လား iPhone လားစသဖြင့်ကျွန်တော်ရှင်းလေးလေးဆက်လက်ပြီး ြောက်ပြပေါ့မပြ okay ဒီနေ့မှာ Remy ကိုင်တဲ့ဒီလိုမျိုး Xiaomi Remy ကိုင်တဲ့ memory များ lower setting တွေတခုကိုတခါတည်းပြောပြပေးမှာဖြစ်ပါတယ်စက်တင်နဲ့ကိုသွားလိုက်မယ်နော်သွားလိုက်ပြီးတော့ my device တွေသွားလိုက်မယ် မလည်းပဲသွားပြီးတော့ all space ပေါ့နော် all space တဲ့သွားမယ်။အော်ဒါမှမဟုတ်လဲ detail and ဒီဒီညာလေးတော့အားလုံးသိမယ်လို့ထင်ပါတယ်။အဲကိုယ့်ရဲ့ဖုန်းလေးမှာပါတဲ့အချက်လက်တွေကြည့်တဲ့နေရာပေါ့။အဲ့ညာလေးရောက်လို့ရှိရင် carnival version လေးရှိတယ်။အဲ carnival version လေးကိုကျွန်တော်တစ်ချက်ပြပေးမယ်။ carnival version လေးရှိတယ်။ carnival version လေးကို3 4 5ချက်လောက်တစ်ခေါက်လိုက်မယ်။ဒီနေ3 4 5 okay ။အော်ကျွန်တော်5ချက်လောက်ခေါက်လိုက်မယ်။ဒါဆိုရင် तू ကဖုန်းရဲ့ depth တဲကို तू ရောက်လာတယ်။ဖုန်းဒီဖုန်းထဲမှာရှိတဲ့အရာလေးတွေ ကောင်းလားမကောင်းလားစစ်စစ်နီးလေးပေါ့ဥမာ4 second ဖုန်းတွေဝင်မယ်ဆိုရင်အရန်သုံးဝင်တယ်ဒီဟာလေးကိုကြည့်ပြီးစစ်စစ်လိုက်ရုံပဲဥမာအရေးကြီးဆုံးကျွန်တော်တို့ဘာအရေးကြီးလဲဆိုတော့ဥမာမတ်တက်ပေါ်တော့ test and စဉ်းစားအဲကျွန်တော်တို့မတ်တက်စဉ်းစားတော့ဘိုင်ရီတာကောင်းမကောင်း key keyboard တက်လေးလေးကောင်းမကောင်းအာကျွန်တော်တို့ဒီမှာ bluetooth ကောင်းမကောင်းဟာ wifi ကောင်းမကောင်း speaker ကောင်းမကောင်းအစပြင်အများကြီးပဲဆန်းလို့ရပါတယ်တစုတစည်းတည်းဒီမှာအကုန်ဆန်းလို့ရတယ်အများကြီးပဲအောက်မှာအဲဒီမှာအများကြီးပဲเนาะ မာဂျီမန်မှာ GPS တွေလုံးမလုံးဘက်ထရီဘက်ထရီတွေ mic fog camera လေး and extra camera လေးရှေ့ကမ္ဘာနောက်ကမ္ဘာလေးပေါ့နော်အဲ့ဒါလေးလေးကောင်းမကောင်းလေးတွေစုံစမ်းလို့ရတယ် single လေးဒီမှာ single ကောင်းမကောင်းလေးတွေအဲကျွန်တော်တို့ဒီမှာအဲကျွန်တော်တို့ single အလုံးလုံးမလုံးလေးတွေအဲရင်းဆုံးကျွန်တော် test စမ်းပြမယ်ရင်းဆုံးကျွန်တော် test ပိုင်းလေးပြန်နေပြီမယ်နော်ဒီမှာတော့ test test စင်စာပေါ့နော် test စင်စာလေးတွေပြီးတော့ display လေးလေး select ပြီးစမ်းပြမယ် okay မကြီးလိုက်တော့ ဟောတလုံးတလုံးနဲ့တလုံးနဲ့ပုံစံလေးနည်းနည်းလေးတော့ကြွားတယ်ဒါပေမဲ့လုံးမလုံးအားလုံးတူတူပါပဲဒီအပေါ်အပေါ်ဆုံးကနေပြီးစပြီးတော့ကျွန်တော်တို့ဒီအပေါ်ဆုံးနေစပြီးတော့ဒီဒီဘက်ကိုသွားမယ်เนาะဒီမှာသူပြထားတဲ့အတိုင်းပဲအဲ့တော့ကျွန်တော်ဒီကနေဒီကိုသွားလိုက်မယ်ဒီကနေဒီကိုလာမယ်အဲโอเคဒီကနေဒီကိုဆက်သွားမယ်ပြီးအပေါ်ဆက်တက်မယ်အဲဒါတဝိုက်ပြီးဒီဘက်တောင်းအောင်နေသူပြထားတဲ့တိုင်မျိုးနော်ဒီဘက်တောင်းအောင်နေဒီဘက်အောက်ဆုံးအထိကျွန်တော်ဆက်ဆွဲမယ်ခိုးဘက်တောင်းအောင်နေဒီဘက်လောက်ထိပြလိုက်မယ်တန်တန်လေးဆွဲမယ်နော်ဖြီးပြီးတော့အဲအဲကွက်တီအချောင်းအချောင်းမိသွားပြီ ဒီမှာလည်းမိသွားပြီဒီမှာလည်းဆက်ဆွဲမယ်ဒီမှာလည်းဆက်ဆွဲမယ်โอเคအားလုံးတိတိမိမိဖြစ်သွားပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကခါလာနေနဲ့ red လုံးဝအဲ့နီယွန်ထဲမှာလုံးဝတခြားယောင်နေပါမနေဘူးနော်အပြက်ဆောက်အပြက်ဆောက်နော်ကျွန်တော်တို့အဆက်ပြောက်လေးတွေမပါဘူးတရားဖြူးမပါဘူးမကြည့်လိုက်အနီပြီးတော့ green green color လည်းကြည့်ရမယ်လုံးဝ green နေရမယ်အဲလုံးဝ blue နေရမယ်အဲဒီလိုမျိုးလေး okay ဒါဆိုရင်ဒါလည်းမှန်တဲ့တက်နဲ့ကောင်းပါတယ်ဗျ okay ဒါဆိုရင်အဲ့လိုဟိုတိုင်းမှာ ကျွန်တော်မိတ်ဆွေအလုံးပဲစစ်စစ်တက်မယ်လို့ထင်ပါတယ်ဗျအလုံးကျေးဇူးတင်ပါတယ်ဗျနောက်ပြီးတော့မှလည်းဆက်လက်တွေ့ပါဦးမယ်ဗျအဲ့တော့ကျွန်တော်နောက်ပြီးတော့မှတော့ကျွန်တော်နောက် brand တွေဆက်လက်ပြီး session တွေဆက်လက်ပြီးမြောက်ပေးပါဦးမယ်ဗျအလုံးကျေးဇူးတင်ပါတယ်ဗျ Lion Square Navy အပိတ်ကပေါင်းလို့တောင်းဆိုချင်ပါတယ်ဗျကောင်းဆုံးနေ့လေးပန်ဆန်ကြပါစေဗျာ